အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမယ့်ခေါင်းစဉ်ကတော့ဆရာမြတ်တန်းတင်ရေးသားထားတဲ့ဂျင်းနီအောင်အချင်းတဲ့ဝိထုတို့များဆိုတဲ့စာအုပ်ထဲကကဗျာဆရာကိုရင်းမာဤအင်ရှင်းပွင့်များဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆက်မဖတ်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကို Subscribe လုပ်ပြီးလိုအပ်ချက်တစုံတရာရှိလာခဲ့ရင်လည်းကွန်မန့်မှာဝေဖန်ပေးဖို့မေတ္တာရက်ခံပြရစေခင်ဗျာ။ ကဗျာဆရာကိုရင်းမာဤအင်ဂျင်ပွင့်များကဗျာဆရာကိုရင်းမာသည်သူ့အဖြစ်ကိုသူ့သွေးနေသည်မနှက်စောစောထ၍အနောက်နိုင်ငံမှနာမည်ကြီးကဗျာဆရာတဦးဤကဗျာတပုတ်ကိုရေနံကြီးဖားမိကွက်မှပြီးအောင်ဖြစ်ဖတ်သည်သူ့တဲကုန်ကလေးသည်ရန်ကုန်မြို့မှဗစကားဆရာစိတ်ကောင်းဝင်လျင်တနအီကျော်စီးရသောစိတ်ကောင်းဝင်လျင်တနအီကျော်စီးရသော ိုးစုံခြံကလေးတစ်ချံတွင်ရှိသည်သူနေသောရက်ွက်သည်လက်စင်မီလာသည့်ရက်ွက်မဟုတ်ညဆိုလျင်သူတို့ရက်ွက်လေးမှာပေါင်နေတတ်၏ဇီနံစီလည်းမရှိအယောင်းနိုင်ဖို့လည်းမတတ်နိုင်သည့်အခါတွင်ညညစာဖက်လေးရှိသောကိုရင်းမာသည်ဖားမီးကွက်တစ်လုံးကိုဝယ်ရသည်ထုံပြီးအောင်ဖြင့်သူစာဖက်သည်ကဗျာရည်သည်သူ့ဇနီးတဲ့မတ်ရွှေမကမူသူကဗျာရည်သည်ကိုနည်းနည်းမျှမကြည့်နဲ့ ရှင့်မှာရေးလိုက်ရတဲ့မဂ္ဂဇင်းတိုက်တွေကြပြားပါလာတော့၃လမှတပုတ်လောက်ပါတာရတော့ငွေကလေး20အစိတ်ရယ်ရှင့်ကြပြားရေးလို့ရတဲ့ပတ်စံကရှင့်မဂ္ဂဇင်းတိုက်သွားတဲ့ဈေးရိတ်တောင်မလောက်ဘူးကိုရင်းမှာဘာမှမပြောတာသူပြောတဲ့အတိုင်းလဲဟုတ်နေသည်သူရသည့်လာကကအလုံးပေါင်းမှ900မပြည့်ရင်သူခရီးစရိတ်ကောလိပ်ကြောင့်သူတမီးကြီးမိစုဤကြောင့်စရိတ်ကျူရှင်ဘူး စာအုပ်ဖိုးတို့ကိုနှုတ်လိုက်ရင်အားမရမကြံတော့ဘီမတ်ရွှေမအီအိမ်ဆိုင်ကလေးကသူတို့ကိုသမင်းကျွေးနေခြင်းဖြစ်သည်ကိုထဲတွင်စာအုပ်ဖိုးတို့ဘာလို့မပါသေးကိုရင်းပါသည်အရက်လဲမတော့တတ်လက်ဖက်ရည်လဲမတော့တတ်သဖြင့်အရက်ဖိုးလက်ဖက်ရည်ဘူးမကုန်စေးဘောလေးကိုတော့ကြိုက်၏စေးရိုးစစ်စစ်ကောင်းကောင်းနဲ့လိမ့်သည့်ငင်းချံစေးလေးကိုတော့သူခုံမိသည်ဇနီးတဲ့မတ်ရွှေမသည် သူ့ယောက်ျားကိုရင်းမှာကြိုက်တတ်သည့်စေးဘောလေးကိုစိုက်မာတင်ရောက်သည်ဖြင့်ထိုစေးဘောလေးကိုမူအာမနာပါမနာတောက်နိုင်သည်တို့ရတွင်စာအုပ်ဖိုးကမလောက်နိုင်ပတ်နေသည့်ဝတ္ထုများမဂ္ဂဇင်းများကိုသူ့ဝယ်မဖတ်နိုင်လမ်းထိပ်ကစာအုပ်အငှားဆိုင်မှာတငယ်ချင်းဖြစ်၍သာတော်တော်သည်ဒို့မဟုတ်လျင်ထိုထိုသောမဂ္ဂဇင်းတို့ကိုလည်းမဖတ်နိုင်မြမစာအုပ်ဖိုးမကုန်သည့်အခါတွင်ပုံငွေကလေးဖြင့်အင်္ဂလိပ်ကဗျာစာအုပ်အဟောင်းကလေးများကိုဝယ်တတ်၏ ကိုရင်းပါသည်မြမရှေးကပြားများကိုနည်းနည်းပါပါဖတ်ဘူး၏ခစ်ဆန်းကပြားများကိုတော်တော်များများဖတ်ဘူး၏သူစက်တီကပြားထဲတွင် ခစ်ဆန်းခစ်ဦး၏အရေးသည် အမြဲလိုလိုထိုးကြနေသည်ပုံရတန်းကလည်းလေးလုံးဆက်ပုံစံဖြစ်ရမည်လေးသုံးနှစ်ကာယံဆက်ဖြစ်ရမည်အတန်ချိုရမည်လင်္ကာလှရမည်စကလုံးတန်ရမည်အကြောင်းအရာကပန်းပွင့်ချင်းငှက်စံချောင်းဆဲလဲတံရေခက်လန်း ကျေးလက်ရှုခင်တောချိန်မြန်ရိတ်သူ့ကပြားများသည်မြမစံနေရမည်ရိုးပြက်နှံ့တင်းနေရမည်တမာနှံ့တင်းနေရမည်ပုံတန်တာမြမစံရမည်မဟုတ်အเจ้าရာကလည်းမြမစံရမည်ကိုရင်းမာသည်ကျေးလက်မှာမွေး၍ကျေးလက်မှာကြီးပြင်းလာသူဖြစ်၏ထို့ကြောင့်ကျေးလက်ဤပုံရိပ်များကိုသူ့ရင်သွေးမှာဖျောက်ဖျက်၍မရနိုင်ရက်တူရှင်ကိုကသူတို့ပြည်ကဂျုံကင်းကြီးတွေကိုဆက်သွားသည်သူတို့ပြည်က ရေအားဖြင့်လက်ဆက်တပ်ပြီးသည့်ရေကာတာကြီးအကြောင်းကိုဖွဲ့သွားသည်စီမာလန်းစုံကိုရေးသွားသည်စတီဖင်စပင်တာကလက်ဆက်တွယ်ထားသည့်မဟာတားအလိုင်းတိုင်ကြီးအကြောင်းကိုဆက်သွားသည်ပရီဗာကပီကာဆို၏ဂွာနီကာပကြီးကအကြောင်းကိုဆက်သွားသည်ဘလော့ကဝင်းပါသောလေဟုန်နမိတ်ပုံစံစမ်းကိုတုံးသွားသည်ကိုရဲမာသည်သူကြီးပြန်လာသည့်အညာပဝင်းကျင်ကပြောင်းငင်းကြီးများအကြောင်းကိုဆက်ချင်သည်သူတို့ရွာအနီးက ဘိုးရည်တောက်ကံပေါင်ရိုးကိုဆက်ချင်သည်တရက်ပင်လမ်းခွဲကဇေယျခေါင်းတုံးကလေးအကြောင်းကိုဆက်ချင်သည်ရွာဦးစီဒီပလဝုံထဲကတကွန်တိုင်းအကြောင်းကိုဆက်ချင်သည်တရားတစောင်းထဲကဆရာချုံဤပွားတော်မူကံပကြီးကားအကြောင်းကိုဆက်ချင်သည်ဘလော့ပြောသည့်ဝင်းပါသည့်လေဆိုသည့်နမိတ်ပုံကိုသူနားမလဲဒီဒီဘဲနဲ့လို့ဝင်းပါတောက်ပနေရမှာလဲဘဲနဲ့လို့အယောင်ရှိပြီးပြိုးပြက်နေရမှာလဲဖုန်နမိတ်ပုံကိုသူနားမလဲ ရက်သူရှင်ကိုကတရားလွင်တော့လေဟုအလင်းငါတစ်ဖြင့်ဖွဲ့သွားသည်သူ့လေလဲဘယ်နဲ့လို့ပြာလွင်နေရမှာလဲသူ့အလင်းငါကိုလဲသူ့သဘောမပေါက်ကဗျာဆရာကိုရင်းပါသည်ကြေးလက်နဲ့တင်းတော့ကဗျာတို့ကိုဆက်သည်ဟိုခါတွင်သူ့ရေးပေါ်ရေးပတ်များကသူ့ကဗျာများကိုခင်းနောက်ကြသည်ဟုဆိုကြသည်မြို့ပြဝေဒနာမပါဟုဝေဖန်ကြသည်နမိတ်ပုံလေးကလဲစီတယ်မလက်တော့ဖက်လို့ အဟောင်းအနှွမ်းနေဟုပြောကြသည်မတတ်နိုင်ပါပြပြဝေမှိုင်း၍ရိုးတံပြန်ပြန်ဖြစ်နေသောတစ်ပင်ကြီးတွေပေါ်မှာအုတ်အောဤဒေးဒီတံကိုကြားရလျင်အလွမ်းနေဘဲကပေါ်လာသည်မသိတရက်ရှိငှက်ဤဒေးတံသည်အနောက်တိုင်းကပြားစရာတို့ဤရဲနှဲမှ ဝေဒနာကိုတိုးစွာဘေးကောင်းပေးနိုင်လိမ့်မည်တို့ရတွင်ပုံငတ်သည် သူ့ရင်ထဲမှညီသည့်ဝေဒနာမျိုးကိုတိုးပေးနိုင်မည်ကို သူမသိကပြားရေးပေါ်တယောက်ကအင်္ဂလိပ်ကပြားစရာ င်းဘွား SLE ကဗျာစာအုပ်တော့ကိုသူဖတ်ဖို့ပေးသွားသည်ကိုရင်းပါသည်မနက်အစောကြီးထကဂျင်းနန်ချင်းမိကွမှမီးအောင်တွင်ကင်းဝတ် SLE ကဗျာများကိုဖတ်သည်ကဗျာပေါင်းကြုံသေးကကဗျာသဘုတ်ကိုဖတ်ရင်းကိုရင်းမှချက်ချလဲနေသည်ကဗျာကမိန်းကလေးဆက်ရနေရတဲ့ကဗျာအောင်ဆုံးပိုက်မှာကိုလို့ပင်နားလေရခတ်နေသေးသည်အလုတ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 ် အလုတ်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 ဘိန်းကလေးဆက်ရံတရား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 ဆက်ရံတရားလို့အဆက်မပြတ်အလုတ်လုံနေသည့်ဘိန်းကလေးတယောက်ကိုဖွဲ့ထားသည့်ကဗျာလားဆက်ရံတရားလဲပတ်ပုံကို ပေါ်လွင်အောင်အထက်ထက်ဖွဲ့ထားတာလားဘာလားဆိုဒီကိုကိုရဲမှနားမလဲယခုသူ့ရေးပေါ်တွေကတော့ဒီလိုကဗျာမျိုးကိုမော်ဒန်ကဗျာတဲ့ ပူရင်းပါသည်မနှက်အစောကြီးထားပြီးကင်းဝတ်အစလီဤကပြားကိုဂျေနန်ဂျေးဖားမိကွက်မီးအောင်ဖြင့်ဖတ်သည်တို့ရတွင်ကောင်းကောင်းနားမလဲမော်ဒန်ကပြားကနမိတ်ပုံဆိုတာဝေဝါးတတ်တဲ့တစ်ဆက်ဆက်ဂျေးပြားချက်ချွတ်လို့တစ်လွင်တဲ့ကိုရင်းပါသည်သူ့အဖြစ်ကိုသူကြည့်၍ရည်သည်သူဖတ်သည်ကနောက်ဆုံးပေါ်မော်ဒန်ကပြားဖတ်ရတော့ဂျေနန်ဂျေးနဲ့ထွေရသည့်ဖားမိကွက်ကလေးနဲ့ဖတ်ရသည်ထို့စဉ်သူ့မိမကက တာလန်းထိတ်ကဈေးကလေးတို့ဈေးဝယ်လွတ်သဖြင့်လက်ဆွဲဂုံဒီအကလေးဆွဲ၍ဈေးဝယ်ထွက်ခဲ့ရသည်သူလည်းကင်ဝတ်အစလီဤကဗျာမျိုးကိုဆက်ကြည့်ခြင်းသည်ကင်ဝတ်အစလီလက်ဆွဲဂုံဒီအိတ်ရေနံချင်းပြီးက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 ွာ သူ့မော်တော်ကဗျာကိုမက်ရွှေမားကိုတွားပြလင်းရှင်ဘာတွေပေါက်လာတယ်လေဟုမိကောင်းမေးပေလိမ့်မည်ကိစ္စမရှိကဗျာလမ်းတက်ထွင်သူတို့မှာထိုတို့ပင်ပြောခံရစမြင်ကိုရှင်းပါသည်မော်တန်ကဗျာဤနမိတ်ပုံများကိုညံကွန်မြူလျက်ရှိရာမှဈေးနာတို့ရောက်လာ၏ဈေးကလေးကမနှက်ဈေးကလေးစိုင်ကန်းပင်မရှိလမ်းဘေးတပင်ရိပ်အောက်တွင်ခြာရောက်သည့်ဈေးကလေးဖြစ်သည်မနှုတ်ငဖွဲကလေးတွေအင်းဒီဟိရွက်တွေရွာအနီးနားတစ်ဝိုက်ကပေါ်သည့် ကရင်ဝတ်သားတွေရနိုင်သည်မယုတ်သီးဖလံဖြူတို့ကျက်တုံဥမွားကလေးတို့စီတိုဘူးတို့မပိရေကျူတို့လည်းဝယ်၍ရသည်ကိုရဲမာသည်အိတ်ကိုစမ်းကြည့်၏သူ့အိတ်ထဲတွင်ဝင်း၂၀မဲ့မဲ့သာပါသည်မပိရေကျူ၃၀သာအင်းဒီဟိရွနည်းနည်းကျက်တုံနည်းနည်းနဲ့စီ၃၀သာဝယ်လိုက်သည့်အခါတွင်နည်းနည်းသာကြံသည်အိတ်ထဲသို့စမ်းကြည့်လိုက်၏အိတ်ထဲတွင်၃လေးချက်လောက်တော့ကြံသေးသည်ဝတ်သားကလေး၃ချက်ဖိုးလောက်နဲ့ ်ခေါပီချွေပြီးသားကလေးတကြဖိုးလောက်တော့ဝယ်နိုင်သေးသည်ကိုရင်းမာသည်ဝတ်သားတဲစီတို့လျှောက်လာခဲ့သည်ဝတ်သားတဲစီတို့မရောက်ခင်သူ့မျက်လုံးများသည်ဘန်းကလေးတစ်ခုတွင်ချထားသည့်နီနီရဲရဲပန်းပွင့်နေစီတို့မျက်လုံးရောက်သွားသည်အလိုအင်ဂျင်ပန်းတွေပါလားသူ့မျက်လုံးများကိုသူမယုံနိုင်အင်ဂျင်ပန်းကိုသူမမြင်ရသည်မှာကြာပြီကြာဆိုနှစ်အစိတ်30ပင်ရှိတော်မူငယ်ငယ်ကတပေါင်းလာစမ်းရင် သူတို့မြို့ကလေးနာကအင်ဂျင်သောကြီးတွေကိုတွား၍အမှတ်ရသည် သူတို့နေသောမြို့ကလေးမှာအဖေရွာတို့တွားလျင်လမ်းတွင်အင်ဂျင်သောကြီးတွေရှိသည်အဖေဇာတိတို့အလဲတွားလျင်ထိုအင်ဂျင်သောကြီးတွေတို့ဖက်ရသည်အင်ဂျင်ပန်းသည်ရိုးတံကချက်သွေးရောင်ရင်းရင်အပွင့်ကအနီရောင်မှန်းမှန်းသူ့မွှေးပုံကလည်းရင်းတလိုလိုရိုင်းတလိုလိုသူဆက်နှစ်သားလောက်တွင်ရွှေဆက်တော်ကိုလဲနဲ့တွားဖို့ခဲ့သည်ညလာတာတာတွင် အင်ဂျင်တော်ကြီးတွေထဲမှာလဲဖြတ်မောင်းတီကိုသူတတိယသည်လဲပေါ်တွင် ကောင်မကလေးတွေကလဲနောင်မီတွင်ခြေတွဲလောင်းချထိုင်လျက်ကာလာသားတွေကနောက်မှစကားသပြောပြောနဲ့ခြေကျင်လိုက်လာကြသည်တေးဆိုသူကဆိုလျက်ဗက်ဒလင်တီးသူကတီးလျက်အင်ဂျင်မန်ရောင်းသည့်ကောင်မလေးနာတို့ရောက်သွားသည့်အခါတွင်သူ့ခြေတော်များသည်အလိုလိုရက်သွားကြ၏အင်ဂျင်ပန်းတွေဘလူရောင်းတယ်လဲတခိုင်ကိုတကြက်ပါဦးလေး အင်ဂျင်ခိုင်ကြီးတွေကတိတ်လာတာပဲဘယ်နဲ့ခိုင်ယူမလဲငါးခိုင်လားဆယ်ခိုင်လားကုံလူပြီတော့ဦးလေးအကုံယူသွားရင်တစ်ဆယ်နဲ့ပေးလိုက်မယ်ကောင်မလေးကခက်တွတ်တွတ်ဖြေသည်ပူရင်းမာသည်အိတ်ထဲသို့စမ်းကြည့်လိုက်၏သူ့အိတ်ထဲတွင်ကြက်တန်အဟောင်း၄ရွက်သာကျန်တော့သည်၃ချက်ကဝတားဘူးတစ်ချက်ကဂေါ်ပြီးတော့ဖူးဝေး၂၀ကုန်ကန်သေးတော်တဲ့သူ့ကုံလေးအိတ်ထဲတွင်စီ၁၀သားငပိရေကြို၁၀သား ကြက်တော်နဲ့နဲ့ကစုံရံသစီလောက်နဲ့ဘူဒီတချမ်းသာပါသေးသည်။ကိုရဲမှခြေတုံချတော်ဖြစ်နေသည်။ရန်ကုန်တွင်ဒီလောက်ရှားပါးလာသောအင်ဂျင်မန်တွေကိုတူဝဲခြင်းသည်။ရန်ကုန်ရောက်တီမှာအနည်း20ကျော်ပြီ။အင်ဂျင်ဘန်ကိုတခါမှမမြင်ရသေး။သူ့သမီးမိစုဆိုရင်အင်ဂျင်ဘန်ကိုတခါမှမတွေ့ဘူးသေး။ဒါလေဦးလေးယူသွားပါ။ရှာရှာပါပါပန်းတွေဦးလေးရဲ့ဦးလေးလိုချင်ရင်ပို့ပေးလိုက်မယ်။ သူ့လက်များသည်အင်ဂျင်ပန်းများကိုအုပ်ထားသည့်အဝတ်စုကိုလှမ်းမိလျက်သားဖြစ်နေသည်အင်ဂျင်ပန်းကြီးတွေကလည်းလမ်းဆွန့်လျက်ယိုညံ့နေသည့်ဘန်ကလေးထဲမှာပင်အင်ဂျင်ပန်း၏အနီရောင်သည်ဝင်းပါနေသည်ငားကယူမယ်ကွာတုံးချက်လို့မရလို့ပါဦးလေးရဲ့မင်းကြည့်ပါစောစောကတခိုင်ကိုတစ်ချက်ခွဲရောက်လာပါဈေးကွဲကန်သည်လို့တခိုင်ကိုတစ်ချက်နဲ့ရောက်လာပါကဲကဲဦးလေးလိုချင်ရင် ငါးကင်ကိုလေးချက်ပဲပေးတော့သူ့အိတ်သေးကိုစမ်းကြည့်သည်အိတ်သေးတွင်ကြက်တန်လေးရွက်နှင့်အကြွေနည်းနည်းပပကြံသည်ယူသွားပါဦးလေးရဲ့ကဲကဲဟောဒီကအခိုင်တေးတေးကလေးတစ်ခိုင်မှာအစ်စ်ပေးလိုက်အောင်မယ်အကြီးငါးကင်နဲ့အသေးတစ်ခိုင်ကိုလေးချက်ပဲပေးတော့ပန်းတဲ့ကလေးကလည်းအစွဲကောင်းသူကလည်းလိုချင်သဖြင့်ကိုရင်းမှလေးချက်ပူဝဲလိုက်သည်ဒီတနေ့တော့မပိရင်လည်းပဲစားတော့မည်ကိုရင်းမှသည် ိတ်သေးတွင်ပါလာသည့်လက်ကင်ပွားကလေးကိုထုတ်၍အင်ဂျင်ကင်များကိုခပ်ဖော့ဖွားပတ်လိုက်ပြီးနောက်ပန်းစည်းကိုရင်းတွင်ပိုက်၍ပြန်လာခဲ့သည်။ညာဘက်လက်ကဈေးဝယ်သည့်ဂုံဒီလက်ဆွဲအိတ်ဘဲဘက်လက်ကလက်ကင်ပွားဖြင့်ထုတ်ထားသည့်အင်ဂျင်ပန်းစည်းတွေရင်ဝယ်ပိုက်လျက်နေမြင့်လာသဖြင့်ကာလန်ဘေးကုတ်ကိုပင်အောက်ကလူသွားလန်ကလေးတိုင်းကိုရင်းမှလျှောက်လာခဲ့သည်။လမ်းတွင်တွေ့သူများကဘာပန်းတွေလဲဟုမေးကြ၏။ကိုရင်းမှာက ပန်းစည်းကိုမြောက်ပြကအင်ဂျင်ပန်းတွေပြဟုဂုံယူဝင်ကြွားစွာဖြေသည် သူ့အတန်ကလည်းလူပြိုကြည်လင်နေသည် သူ့ရင်ထဲတွင်လှိုင်းခတ်နေသည်ဘဲမှာအတန်မလွယ်ပဲရှိပါမလဲဘဲမှာရင်လိုက်မခတ်ပဲရှိပါမလဲအင်ဂျင်ပန်းသည်သူ့ငငယ်ကလေးကနှစ်တက်ခဲ့သည့်ပန်းသူ့အပွင့်သူ့ရဲ့နှံ့ပတ်ဝန်းကျင်တွင်လွမ်းမောခဲ့ရသည့်သူ့ဘဝဘာကြောင့်များအင်ဂျင်ပန်းသည်သူ့ကိုလွမ်းမောစေရပါသလဲလူကုန်ထန်တို့၏အိမ်များတွင် ဘလူးဗန်နာတစ်ခွာတွေ စပိုင်ဒါတစ်ခွာတွေကိုတူမြင်ခဲ့ဘူးဒီသူတို့ဒီလဲသူတို့နီးနဲ့သူတို့လှကြပါသည် သူတို့နီးနဲ့သူတို့မှုေးကြပါဤသို့တော့အင်ဂျင်ပန်းလောက်သူ့ကိုဆွပြက်စေခြင်းကမတတ်နိုင်လွမ်းမောစေခြင်းကမတတ်နိုင်အင်ဂျင်ပန်းပွင့်သည်သူ့ကိုဘာကြောင့်ထုံမြရေခုံစေသည်ဟုကိုရင်းမှစဉ်းစားမိသည်ဟုတ်တယ်အင်ဂျင်ပွင့်တွေကိုမြင်ရင်ဘာဖြစ်လို့လဲမသိဘူးငါနှလုံးသားဟာ ူခုံလာတယ်လို့ထင်ရတယ်။တနေ့တစ်ခါအဖေနဲ့အတူသူ့ရွာကို ပြန်လို့ရှင်ရင်အင်ဂျင်တော်ကြီးတွေကိုဖျက်ရတယ်။လဲလန်းချောင်းကလေးတွေကအင်ဂျင်တော်ကြီးတွေကိုဖျက်သွားတော့အင်ဂျင်ပန်းတန်တွေဟာအတော်လုံးမှုနေတယ်။ရိုးတံကလည်းနေလို့အပွင့်တွေကလည်းနေလို့ပိုင်းနေတဲ့တပေါင်းမြူတွေထဲမှာတတော်လုံးဟာနေလို့သူနေပုံကလွင်နေတဲ့အနေလည်းမဟုတ်ဘူး။ကြက်သွေးရောင်လိုဝတ်သွားတဲ့အနေအောင်လည်းမဟုတ်ဘူး။ရဲလွင်နေတဲ့အနေနဲ့ ချက်သွေးအနေကြားမှာသူ့ဘာသာသူတီးကြားကုန်ကိုစောင့်နေတဲ့အင်ဂျင်နီယာသူ့ဝေးဝန်ကလည်းတမျိုးပဲတိတ်ရင်နဲ့အမွှေးလည်းမဟုတ်ဘူးတိတ်ရိုင်းနဲ့အမွှေးလည်းမဟုတ်ဘူးအရိုင်းနဲ့အရင်ကြားကအမွှေးနဲ့နောက်တစ်ခါငါမှတ်မိသေးတယ်ငါငငယ်တုန်းကရွှေဆက်တော်ကိုလဲတွေနဲ့တွားတုန်းကအင်ဂျင်တော်ကြီးတွေတဲ့ကိုဖျက်ရပြန်တယ်အဲ့ဒီတုန်းကတပေါင်းလာပြည့်နေညာကြီးလာမင်းကြီးကရှွန်းလဲ့လို့အဲ့ဒီတုန်းက နှလုံးသားမှာဆွဲထင်နေတဲ့ပုံရိပ်တွေကြောင့်အင်ဂျင်ပန်းကိုငါလွှမ်းနေတာလားဒီလိုမဟုတ်ရင်လဲငငယ်ကလေးကစာရီပေရီထဲမှာတွေ့ဘူးတဲ့အင်ဂျင်ပန်းကြောင့်လားလေဒီဆီယာတော်ဖျားကြီးရဲ့တုံးလူပင်ကျွန်းထိတ်တဲ့တောင်းခွင်ဆက်ကြဆိုတဲ့ကြပြားတဲကအင်ဂျင်တော်ကြီးကိုပဲလွှမ်းလို့လားဒါမှမဟုတ်ရင်ငါငငယ်ကဇာတိမြုပ်ကလေးမှာနေခဲ့တုန်းကဖျားတစောင်းထဲမှာဆရာချုပ်ဆွဲခဲ့တဲ့ဖွားတော်မူကန်ပကြီးကားတဲ့က လုံမနီအင်ဂျင်သုံးကိုပဲလွမ်းလို့လားအဲ့ဒီပကြီးကားထဲမှာဘယ်တော့မာယာကအင်ဂျင်ပင်နှစ်ပင်ချားမှရက်ပြီးအင်ဂျင်ကနှစ်ခတ်ကိုလက်ဆွဲလို့အလောင်းတော်ကိုဖွာမြင်ခဲ့တယ်လုံမနီဥယျာဉ်မှာအင်ဂျင်ပင်တွေကဂျေပလောင်ခတ်အောင်ပွင့်လို့ကြီးလာတော့ဖက်ရတဲ့ဗုဒ္ဓဝင်တွေထဲမှာဝဏိတာမင်းမပြိုသည်အတိပိယာဝီယောစိကိန်ဝအလွန်တင့်နေတဲ့ကဲတို့ဝိဘူတိတာစံပြဆောင်နေတစားဆင်ပြီး၍ တသာအခါခတ်သိန်းသောစနာနံဒူအပေါင်းတို့ဤနေယာနိမာလိနီမမိတ်မတုံရှုကြည့်သည့်မျက်စိသည်ဟူသောမတုံတို့စုယုံနာခူရာမာလာဖူးငုံပန်းမျိုးစုံနေသောလုံမဏီခေါ်ဥယျံတော်သည်ဝိလုံဘာနီဝလူပြိုသောထိုမင်းမနှင့်အလှကုန်ပြိုင်တူနိုင်ငါနိုင်အလှပြိုင်တကဲ့သို့အတိဝီရောသည့်အလုံးအကျူစမ်းကြဲတင့်တယ်လေးပြီဆိုတော့မဟာဗုဒ္ဓဝင်မှာပါတဲ့ဂါတာတွေကြောင့်ပဲ ီအင်ဂျင်ဘန်းကိုလွမ်းနေတာလားဒါမှမဟုတ်သေးရင်လေဥပုံညရဲ့စားတဲ့စင်မင်းဆက်သေးကနေရီဆိုင်အင်ဂျင်ခိုင်မှာဆိုတဲ့အဖွဲတွေကြောင့်ပဲအင်ဂျင်ဘန်းကိုဒီလောက်ဆွဲနေရတာလားကျောင်းမာလုံးကယာဒီခွဲတွေတင်ရတော့စရေးတော်ကြီးဥမောင်ကလေးရေးတဲ့ကြိုင်ကြိုင်တင်းပြန့်အင်ဂျင်ချီဒီပင်မင်းရွှေဖီခါရတုဆိုတဲ့တေးသက်ကပဲလွှမ်းမိုးနေလို့လားဂိမ်းမန်တွေလေရင်ရဲ့မြန်တော့ချိန်တန်လျင်နှွေပင်ပွင့်ရှာကြတယ် အင်ဂျင်ရဲ့ရိုးရံသည်ဆိုတဲ့ဝန်းချင်းကိုတတိယနေလို့လားညင်ချင်းငယ်တဲမာလို့အင်ဂျင်ငယ်တဲ့ရွှေဖီးဝိပုံငယ်စီသည်မြင့်တည်တောင်းတခိုးကငှက်မဲညိုမြူးတဲ့လကိုလေဆိုတဲ့လွမ်းချင်းတို့မင်းရာဒီရုပ်ရှင်ကားတွေကခါနွေဥရာဒီရွှေအင်ရင်တရဖီရင်ပောင်တန်းလိုစီဆိုတဲ့ငငယ်ကကြားဘူးတဲ့တချင်းတို့ကြောင့်ပဲလားတော့မသိဘူးငါစိတ်ထဲမှာတော့အင်ဂျင်ဘတ်ဟာ ရေခုန်စေတဲ့ပန်းပဲဒီပန်းကိုမြင်လိုက်ရရင်ငါရှင်ဟာစွတ်ပြန်သွားတယ်လိုက်မောသွားတယ်အေးလေဒါကတော့ကိုတွေ့အတွေ့အကြုံကိုကြည်စံရန်ကုန်ရောက်တာအနှစ်20ကျော်ပြီအင်ဂျင်ပန်းကိုတခါမှမတွေ့ရသေးဘူးအနှစ်20ကျော်ဆိုမိစုရဲ့တသက်ပဲသမီးကြီးမိစုကတော့အင်ဂျင်ပန်းကိုမြင်ဘူးမှမဟုတ်သေးဘူးသူ့ကိုအင်ဂျင်ပန်းအကြောင်းရှင်းပြရမယ်အင်ဂျင်ပွင့်ရဲ့ခံစားမှုအင်ဂျင်ပွင့်ဝေဒနာ အင်ဂျင်ဘွင့်ရေခုန်နဲ့အကြောင်းကိုပြောပြရမယ်။သူတို့တည်တာကဘလူးဗင်တာတို့အာဖရိကန်ဒေးစီတို့စပိုက်တာတို့လောက်ကိုသာတည်တာ။အဲ့ဒီပန်းပွင့်တွေကမျိုးမစစ်တဲ့ပန်းပွင့်တွေကိုအမျိုးနဲ့ဒီအမျိုးနဲ့ဆက်ပြီးဝေးလာတဲ့ပန်းတွေမြမမျိုးမစစ်ဘူး။သမီးကြီးမိစုကိုအင်ဂျင်ပန်းဒီကဖွင့်ရမယ်။ဒါမှမိစုမြမကိုချစ်တက်လာမယ်။မြမပန်းပွင့်တွေဘလောက်အဖိုးတန်တယ်ဆိုတာကိုသိလာမယ်။ကိုရင်းပါသည် သူ့စိတ်ကူးဖြင့်သူရှောက်လာခဲ့သည်အိမ်တို့ရောက်၍အေဂျင်ပန်းတွေဝယ်လာသည့်ကိုရင်းမာကိုမက်ရွှေမမြင်လျင်ဘာမှတော့မပြောမဲယုံတာမဲပြသည်ဒါတော့ရှင်သဘောမပြည့်ရင်နဲ့စားနိုင်ရင်ပြီးတာပဲဟုတ်တခွန်းနဲ့ပြောသည်ကိုရင်းမာသည်အိမ်ချင်းပွဲခိုင်ခကြီးကြီးကိုရွေးပြီးဖျားပန်းအိုးထိုးသည်ကြံပန်းခိုင်ကို သမီးမိစုအားပြရန် လက်ကင်ပွားကလေးအုပ်ဂျေးစုပ်ပြီးသမီးချက်သည့်စင်အိုးပေါ်မှာတင်ထားသည် ုံချိန်နောက်ကျနေသဖြင့်မနက်စာကိုခတ်တုတ်တုတ်စားပြီးပစကားစိတ်ကိုလာခဲ့သည်ကိုတနေလုံးသူ့ရင်ထဲတွင်အင်းရှင်းပန်း၏ဝေဒနာသည် ကပ်ပါလာသည်ဂျုံမဆင်းလျင်ဆင်းခြင်းကားကိုတိုးတက်ကအိမ်တို့ပြန်လာခဲ့သည်အိမ်တို့ပြန်ရောက်ရင်မိစုကိုမတွေ့ရမိစုကျူရှင်သွားပြီဟုသူ့အမေကပြောသည်ကိုရင်းမာသည် မနက်ကသူ့ဖျားတင်ခဲ့သောအင်းရှင်းပွင့်များကိုလှမ်းကြည့်လိုက်သည်အင်းရှင်းပွင့်များကို တပွင့်မျှမတွေ့ရတော့ အင်ဂျင်ဘွဲ့နေရာတွင်ပင်းစီပန်းလူလူဒီရဲရဲအရွက်ဆင်းဆင်းနဲ့ပန်းတခိုင်ကိုမြင်ရသည်ဖျားတင်တဲ့အင်ဂျင်ဘွဲ့နေကောမက်ရွှေမာသည်စေးဘောနေကိုထောင်းထောင်းထအောင်ဖွာနေ၏မပြောချင်ပါဘူးတော့ကို့သမီးပေါ့နေလေကဘိုးကျုံဇီးတဲ့ကဂျပန်ကလာတဲ့ပလတ်စတစ်ပန်းလှလှတွေတွေးလို့ဝယ်လာခဲ့တာတဲ့အဲ့ဒီတခိုင်ကို30ပေးရတယ်တဲ့သူ့မဟုတ်ဘိုးတွေကစိုက်ဝယ်လာတာတဲ့ သူပြန်လာတော့ကျုပ်ကလည်းပြည်သူဆိုင်သွားနေတယ်။ရှင်ထိုးထားတဲ့ အင်ဂျင်ပန်းတွေကိုကြည့်ပြီးဘာပန်းကြီးတွေလည်းမတည်ဘူးဆိုပြီးစွန့်ပစ်လိုက်ပြီးသူ့ပလတ်စတစ်နှင်းစီပန်းတွေကိုအစားထိုးတဲ့။ကျုပ်ပြန်လာတော့တပွဲမှမရှိတော့ဘူး။ဒါဖြင့်ကိုစင်အိုးပေါ်မှာလက်ကင်ဘွားနဲ့ထုတ်ထားတဲ့ပန်းတွေကိုဟောဟိုမာလီမက်ရွှေမားကလက်ညှိုးထိုးပြသည်။မနက်ကတူဝဲလာခဲ့သည့်အင်ဂျင်ပန်းညီညီများသည်အမိုက်တောင်းထဲတွင် ရောက်လေကြလိမ့်ပြီကိုရဲမာသည်တပ်ပြင်းကြီးတစ်ချက်ကိုချလိုက်ရင် အမိုက်တောင်းထဲမှအင်ဂျင်ပန်းများကို မတက်မတာကြည့်နေသည်အမိုက်တောင်းထဲသို့ရောက်သွားသောအင်ဂျင်ပန်းပွင့်များကိုကြည့်ရင် သူ့ရေးပေါ်တွင်ပြောသည့် Kenworth Amsley ရေးသည့် Modern ကဗျာတစ်ပုဒ်လောက်တော့ဆက်လိုက်ခြင်းသည်သူစက်သည့် Modern ကဗျာသည်ရှင်ထဲတွင်ဆွဲသွားရမည်ညှိသွားရမည်ဖိသွားရမည်မိသွားရမည်နေသွားရမည်စူးသွားရမည် ထို့ကြောင့်ကင်းသွားအန်စလီအီဟန်ဖြင့်ဗျာတပုတ်ကိုပါဇက်မှတိုးတိုးရွရွစက်နေသည်။အော်မောင်ရင်းမာဤအင်ဂျင်ပွင့်များ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 ။သူ့ပါဇက်မှကြပြသည်အဆုံးမတက်လိုက်ရ။ရှင်ဘာရီပောက်ပြီး ဗဇက်ကတွတ်တွတ်ရွတ်နေတာလေဆိုတော့မွှေရွှေမကြီးအတန်ကိုချားရလေဤရှင်းခုံပွင့်မဂဇင်း April 1988အဆုံးထိနားဆင်ပေးကြတော့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဒိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုတပ်မှန်မြေတာရက်ခံကြပါတယ်ခင်ဗျာ အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ